အားလုံးမင်္ဂလာပါခင်ဗျာ SNTV ကနေပြီးတော့နှွေးထွေးစွာနဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေဆိုတော့ထုံးစံအတိုင်းဒီနေ့မှာ Premier League ပွဲစဉ်အပြင်တခြားသော League ပွဲစဉ်တွေရှင်ပြန်ကစားဖို့ရှိပါတယ်ဆိုတော့ပွဲကြိုသုံးသပ်ရွေးချယ်ခမ်းမမှုလေးပြုလုပ်ပေးတင်ပါတယ်အမနေ့ကတော့ကိုညီကိုရီ OK ကြမယ်လို့ထင်ပါတယ်အသုံးပွဲလုံး OK ခဲ့တာမျိုးရှိတယ်မနေ့ကပေါ့နော်ဆိုတော့ဒီနေ့ပွဲစဉ်လေးတွေတွားလိုက်ရအောင် ဆိုတော့ဒီနေ့ပြမအောင်ဆုံးခမန်းပေးခြင်းနဲ့ပွဲစဉ်ကတော့အာဆနယ်တင်းနဲ့ဖိုးမောက်တင်းတို့ရှင်ပြိုင်ကစားမဲ့ပွဲစဉ်စနေနေ့ည7:00နာရီမှာအာဆနယ်တင်းရဲ့အိမ်ခွေးမှာရှင်ပြိုင်ကစားမဲ့ပွဲစဉ်ဆိုတော့ဒီပွဲစဉ်ကတော့နှစ်တင်းလုံးကတော့ရမှတ်မလို့တော့ဘူးအာဆနယ်တင်းကတော့ပရီးမီးယားလိထပ်စာလို့ရှင်တော့ဒီပွဲစဉ်ပြီးလို့ရှင်ချန်ပီယံလိဆီမီဖိုင်နယ်ဒူးအကျော်ဖြစ်ဒါပဲရီမီမှာတွားကစားမှာတွားကစားရမှာဖြစ်တဲ့အတွက်ကိုချန်ပီယံလိပွဲစဉ်ကတော့အာဆနယ်အတင်းတော့အရေးကြီးတယ်ပထမအကျော်ကလည်း1-0နဲ့ရှုံးလာတာဖြစ်တဲ့အတွက်ဒုတိယအကျော်ကိုပဲနီးပြအာတီတာနဲ့ အဲကစားသမားတွေကတော့အိုင်အောင်စိုက်ဖို့ရှိတယ်ဆိုတော့ဒီပွဲစဉ်ကတော့အရေးမကြီးတော့ဘူးဒါကြောင့်လည်းဒီပွဲစဉ်မှာအာဆင်နယ်သေးနေနေရတော့အရန်ကစားသမားအများအပြားကိုအတုံးပြူလာလိမ့်မယ်လို့တော့ကျွန်တော်တော့ထင်တယ်အဲတစ်ဖက်ကဖုံးမောက်တင်းရလည်းရမှတ်မလို့တော့ဘူး PR ကင်းနေတာမျိုးရှိတယ်ဆိုတော့ဒီပွဲစဉ်ကဒါသိခါပိုင်းအရသာလူလလက်ကစားကြမဲ့ပွဲစဉ်လို့တော့ကျွန်တော်တို့မြင်ပါတယ်ဆိုတော့ recent form လေးကြည့်မယ်ဆိုရင်တော့ Arsenal ကနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာတော့ဒါနှစ်ပွဲစံနိုင်ပွဲပျောက်ဆုံးခဲ့တာမျိုးရှိတယ် Premier League မှာ Palace နဲ့တရီကြတယ် PSG ကိုအာ ဆီမီဖိုင်နယ်ပထမကြောမှာ1-0နဲ့ရှုံးနေခဲ့ရတယ်။ဘက်ကဖုံမောက်ဖုံမောက်ကတော့နောက်ဆုံး၄ပွဲရလက်ပိုင်းလေးတွေကတော့ကောင်းလာတယ်၄ပွဲမရှုံးတော့ဘူး၃ပွဲတည်ရကြရတယ်။ဖူဟန်ကိုနိုင်လာတယ်နောက်ဆုံး၈ပိုင်းကစားခဲ့တဲ့ပွဲစဉ်မှာတော့ United ကို1-0နဲ့ဥဆောင်ပြီးတော့မှပွဲပြီးကဏ္ဍနီးမှာပေးလိုက်ရတဲ့ချေပါကိုကြောင့်ဒါတည်တမှတ်အဲပေးဟိုရခဲ့ရတဲ့အနေအထားမျိုးလေးဆိုတော့ဖိုးမောက်ကလည်းနောက်ပိုင်းပွဲစဉ်တွေမှာရလက်ပိုင်းလေးကောင်းနေတာမျိုးရှိတယ်။ဒီတရာဒီလုံးမှာဖိုးမောက်က ုရလက်ပိုင်းလေးကောင်းတာမျိုးရှိတယ်အတင်းကြီးနဲ့တွေ့ရင်ပိုလို့တော့မှရလက်ကောင်းလေးရှိတယ်โอเคဆိုတော့ကျွန်တော်ဖြစ်နိုင်မွဲ line နဲ့လေးခံမှန်းကြည့်အောင်ဆိုတော့ arsenal အတင်းကတော့433ဆိုတဲ့ကစားကွက်မှာပဲဒါတိုက်စစ်ပိုင်းမှာတော့အဓိကကစားသမားတွေဖြစ်တဲ့ saka ro martinelli တို့ကိုအနားပေးလာဖို့ရှိတယ်ဒါကြောင့်တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့ anrari trussell starling တို့ကိုတော့ပြထားတယ် Quinley တွေမှာကတော့ party နဲ့ဇင်ကြီးကိုအသုံးပြုလာနိုင်ပွဲရှိတယ်။နောက်ခံလူတွေနေရာမှာဆိုလို့ရှိရင်လည်း full back တွေမှာကတော့ van white နဲ့ tie ကနေ စန်တပေါ်မှာကတော့ဆာလီဘာနဲ့ကီဝီရောဂိုးသမားရောဒေးဗစ်ရာယာတို့ ਨੇ ပွဲထွက်လာနိုင်ပုံရှိတယ်။ဆိုတော့အာစနယ်ကကျွန်တော်ရှိရပြောလို့ပဲအဓိကကစားသမားတွေကိုတော့ချန်ပီယံလိပွဲစဉ်အတွက်အနားပေးလာဖို့ရှိပါတယ်။ဒီပွဲစဉ်ကလည်းအရေးမကြီးတဲ့အတွက်တစ်ဖက်ကဖုံးမောက်တင်ရတော့အဲလူစုံထုတ်လာဖို့တော့ရှိတယ်။ဆိုတော့တိုက်စစ်ပိုင်းမှာ LVC ပွဲထွက်လာဖို့ရှိတယ်။တောင်ပန်နေမှာ Otara နဲ့ Seminyu စောင့်ကြည့်ရမယ့်ကစားသမားတော့ Seminyu ဒါအသင်းကြီးတွေတောင်စိတ်ဝင်စားနေတယ်။တောင်ပန်ကစားသမားဆိုတော့ဒီကစားသမားတော့စောင့်ကြည့်ခြင်းစရာကောင်းတယ်။ကွင်းလယ်တွေမှာကလည်း Adan အဲ Cliver နဲ့ Scott တို့ပွဲထွက်လာဖို့ရှိပါတယ်အဲနောက်ခလူရနေရာမှာဆိုလို့ရှိရင်လည်း Carras ပြီး Smith center back မှာတော့ Huyasin နဲ့ Zabani တို့ပဲပွဲထွက်လာဖို့ရှိတယ်ကိုသမားလည်း keeper ဆိုတော့ဖုံးပေါက်တင်ရလူစင်ကတော့တော်တော်လေးတောင့်တင်းတာမျိုးရှိတယ်အဲဆိုတော့လက်ရှိအာရှအကြောပေးမှုအရာတော့နှစ်သစ်လုံးကရမှတ်မလို့ပင်မဲ့လေ Arsenal ဒီအတင်းကြီးဖြစ်ပြီးတော့အင်ကွင်းမှာရှင်ပြိုင်ကစားမှာဖြစ်တဲ့အတွက်ကို level 90လောက်အကျော်ပေးလာတယ်။အဲဂိုးပေါင်းကြီးအရာဆိုလို့ရှိရင်တော့3လုံး plus 90ဆိုတာမျိုးလေးတော့အကျော်ပေးလာတယ်။ဆိုတော့ဒီပွဲစဉ်မှာတော့ကျွန်တော် body ကြီးတော့တိတ်မကြိုက်ဘူးပေါ့နော်။ Arsenal အနေနဲ့ကလည်းဟိုရမှတ်မလို့တာမျိုးရှိရတဲ့အတွက် level 90ဆိုရက်ကြေးလေးရလေနည်းနည်းလေးပါနေလို့ကျွန်တော်ထင်တယ်ဒါကြောင့်ကျွန်တော် body test ဆာလို့ရှိရင်တော့ဂိုးပေါင်းကိုရွေးချယ်ပေးချင်တာမျိုးရှိတယ်ဆိုတော့ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ဂိုးပေါင်းကြေး3လုံး90ဆိုရက်အနေထားမှာကျွန်တော်ကဂိုးပေါင်းအောက်ကိုရွေးချယ်ပေးချင်တာမျိုးရှိပါတယ်ဆိုတော့နှစ်သင်းစလုံးကတော့ဂိုးရဖို့အတွက် အဲရုံးကန်ရမယ့်အနေအထားမျိုးလေးလို့ကျွန်တော်ထင်တယ်ပြီးတော့ဖိအားကင်းကင်းနဲ့ကန်အမှဖြစ်တဲ့အတွက်အသေးတိုင်းကျွန်တော်တို့တော့တိုက်စစ်ဖွင့်ကစားပြီးတော့မဖြစ်မနေဂိုးရရှိဖို့ကြိုးစားမဲ့ပွဲစဉ်လို့တော့ကျွန်တော်မထင်ဘူးဒါကြောင့်ဂိုးနဲ့သွားမဲ့ပွဲစဉ်လို့ထင်တဲ့အတွက်ကျွန်တော်တို့ဂိုးပေါင်းကြီး3လုံး90မှာဂိုးပေါင်းအောက်လေးတို့ရွေးချယ်ပေးချင်တာမျိုးရှိပါတယ်နောက်ထပ်ပွဲစဉ်ကတော့ Bundesliga ပွဲစဉ်တစ်ပွဲကိုခံမှန်းပေးကြပါတယ်ဒီပွဲစဉ်ကတော့ Saint Pauli နဲ့ Stuttgart အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ် Saint Pauli အသင်းရဲ့အိမ်ကွင်းမှာစနေနေ့ည8:00နာရီမှာရှင်မြန်ကစားမယ့်ပွဲစဉ်ပဲဖြစ်ပါတယ် ဆိုတော့စိန့်ပေါ်လီကတော့လက်ရှိအမှတ်ပေးစရာမှာဆိုရင်ရမှတ်31မှတ်နဲ့အဆင့်14နေရာမှာရက်တည်နေတာဖြစ်တဲ့တော့တန်းစင်းစုံကလွတ်တယ်ဆိုပေမဲ့လည်းအောက်ကဟာဒဟိန်းနဲ့ဆိုလို့ရှိရင်တော့ငါးမှတ်ပဲကွာတာဖြစ်တဲ့အတွက်ကိုရမှတ်အဖြစ်ကတော့လိုနေသေးရဲ့လို့သုံးသပ်ရမှာလည်းဖြစ်တယ်စတုကတ်တင်ကတော့တန်းစင်းစုံကလွတ်သွားပြီဖြစ်တဲ့အတွက်ကိုရမှတ်မလိုတော့ဘဲနဲ့ဖီအားခင်းခင်းနဲ့ရှင်းပြန်ကစားရမယ်ပွဲစဉ်ပဲဖြစ်ပါတယ်ဆိုတော့စိန့်ပေါ်လီကတော့နောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာဆိုလို့ရှိရင်တော့မရှုံးတော့တန်းစင်းစုံကယုံလာတယ် အမိုချန်ကလာဘက်ကို1-1ဆိုပြီးတော့အင်ဂွေးမှာကစားခဲ့တယ်ပြီးရင်ဟိုစတိန်ကို2-1ဆိုပြီးတော့အဝေးဝင်ပွဲစဉ်မှာနိုင်ခဲ့တယ်အလီဗာကူဆင်ကိုလည်း1-1ဆိုပြီးတော့ကစားနိုင်ခဲ့တယ်နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဝါရာပရီမင်နဲ့ဂိုးမရှိသေးရလာထွက်ပေါ်ခဲ့တာဖြစ်တဲ့အတွက်စိန့်ပေါ်လီကတော့ရလာပိုင်းလေးတွေကောင်းလာတယ်နောက်ဆုံး၄ပွဲမှာတစ်ဖက်ကစတူဂတ်စတူဂတ်ကလည်းနောက်ဆုံးစတူဂတ်ကတော့နောက်ဆုံး၃ပွဲမှာရလာပိုင်းမကောင်းတာဝါရာပရီမင်ကို2-1နဲ့ရှုံးတယ် Union Berlin နဲ့4-4တည်ကြရတယ်နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာတော့ Hatter Hane ကိုတကူကူမရှိဆိုတဲ့ရလက်နဲ့ရှုံးနေခဲ့တယ်အဲသူ့ပြင်မဲ့ Stuttgart ကတော့ဒီပွဲစဉ်ကရမှတ်မလို့ဘူးဆိုတော့ Hat to Hat တစ်ချက်ကြည့်ရအောင် Hat to Hat ကြည့်မယ်ဆိုလို့ရှိရင်တော့ Stuttgart ကတော့အသင်းကြီးဖြစ်တဲ့အတွက်ကို Saint Pauli အပေါ်ကိုတော့အသာကြီးရရှိထားပါတယ်ဒီရာဒီပထမအကြော့က Stuttgart အိမ်ခွေးမှာတွေ့ဆုံမှုမှာတော့ဒါထူးခြားပဲ Saint Pauli ကတော့မှအဝေးခွင့်ကနေ1-0ဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိထားတယ် နောက်ဆုံး2020ကတွေ့ဆုံခဲ့မှုစိန့်ပေါ်လီကွင်းမှာတော့ဝမ်ဝမ်ဆိုတဲ့တေးရလတ်မျိုးထွက်ပေါ်လာတယ်။ဆိုတော့နောက်ဆုံးနှစ်ကြိမ်ကြည့်ရင်တော့စိန့်ပေါ်လီကနည်းနည်းလေးတာတဲ့အနေအထားမျိုးမှာရှိတယ်။ဆိုတော့အာရှကြိုးပေးမှုကိုကြည့်ရအောင်။အာရှကြိုးပေးမှုမှာလည်းဒီနေ့မှာဒါစတုဂတ်ကအသင်းကြီးဖြစ်တဲ့အဲစိန့်ပေါ်လီကတော့ရမှတ်လိုနေတယ်။အင်ကွင်းမှာအရှင်ပြိုင်ကစားရမှာ။ဆိုတော့ဒီနေ့သားမှာဒဲဒဲဆိုတဲ့ဂျီမျိုးလေးပေးလာတယ်။အဂျီလီကတော့အပြောင်းလဲရှိနိုင်တယ်။တချို့တော့အကြိုးပေးမှုမှာဆိုလို့ရှိရင်တော့စတုဂတ်ကအဝေးကွင်းဖြစ်ပေမဲ့လည်းအဲ level 10လောက်တော့ပေးလာတာမျိုးရှိတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီပွဲစဉ်ကစတုကတ်အနေနဲ့ level 50လောက်ထိတော့ပေးလို့ရတယ်အဲစတုကတ်သာနိုင်မယ်ဆိုလို့ရှိရင်အဲတစ်ချက်ရှိတာကလည်းစိန့်ပေါ်လီအနေနဲ့ကရမှတ်လို့နေတာဖြစ်တဲ့အတွက်ရာသီပိတ်သိမ်းကန်ဒီပွဲစဉ်ဒီမှာဆိုလို့ရှိရင်တော့တန်ဆင်းစုံကယုံရမယ့်အသင်းတွေကအမှတ်လို့နေတာဖြစ်တဲ့အတွက်အပေါ်အသင်းတွေကကြေးပြော့တယ်လို့လည်းကျွန်တော်သုံးသပ်လို့ရတယ်အဲမနေ့ကကျွန်တော်သုံးသပ်ပေးခဲ့တယ်လို့ပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာလည်းကျွန်တော်ကတော့စတုဂတ်တက်ဆာလို့ရှိရင်တော့အင်ကွင်းမှာအင်ကွင်းပြိတ်သက်တွေရှိမှာတက်ဆင်းစုံကလွတ်လွတ်ကျွတ်ကျွတ်ယုံလာမယ်စိန့်ပေါ်လီကိုတော့ကျွန်တော်ပို့ပြီးတော့ကြိုက်တယ် စတုဂတ်ကြေးမပေးရတာလေတချောင်းအဲနောက်တစ်ချက်ကတော့ဒီစိတ်တပိုင်းဆိုင်ရာအရာဆိုလို့ရှိရင်တော့စိတ်ပေါ်လီကရမှတ်လူနေသေးတာဖြစ်ပြီးတော့နောက်ဆုံးလေးပွဲမှာလည်းရလက်ပိုင်းလေးတွေကောင်းလာတာဖြစ်တဲ့အတွက်စိတ်တပိုင်းဆိုင်ရာအမြင့်ဆုံးမှာရှိနေတယ်ဒီပွဲစဉ်ကိုသူတို့အနေအဆုံးတရေဆိုတဲ့အနေထားရေပြီးတော့အနိုင်သုံးမရရှိအောင်ကြိုးစားလာမယ့်အနေထားတစ်ဖက်ကစတုဂတ်ကတော့ရမှတ်မလို့တော့နောက်တစ်ချက်ကစတုဂတ်အနေနဲ့ဒီယာဒီ စိတ်ပေါ်လီထက်ဂျေးဒန်မင်းနဲ့အော့စပတ်တို့မင်းစတူကိုတောင်မှအဝေးခွင့်ကနေဂျေးပေးခဲ့ပေမဲ့ဒီပွဲစဉ်မှာတော့စတုကတ်ကဂျေးမပေးရတာလည်းတချောင်းကျွန်တော်ကတော့အင်ဝင်းစိတ်ပေါ်လီကိုကြိုက်ပါတယ်အာဒါကြောင့်လည်းကျွန်တော်ကတော့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့စိတ်ပေါ်လီဘော်ရီကိုကျွန်တော်ရွေးချယ်ပေးချင်တာမျိုးရှိပါတယ်ဟုတ်ကဲ့ပါအဲဒါကတော့စနေနေ့မှာရှင်ပြိုင်ကစားမဲ့ပွဲစဉ်တွေကအကြိုက်ဆုံး2ပွဲကိုကျွန်တော်ရွေးချယ်ပေးခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့ အားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်အမြင်လေးတွေကိုလည်း comment box မှာဝင်မျှပေးသွားခဲ့ကြပါဦးကျန်တဲ့ပွဲစဉ်တွေရဲ့သုံးသပ်ချက်ကိုတော့ကျွန်တော်တို့ရဲ့ SNTV ရဲ့ member group လေးမှာအဲတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ဆိုတော့ member group လေးကို join နေတဲ့ညီကိုတွေအတွက်လည်းကျွန်တော်ဒီမှာ Viber ဖုန်းနံပါတ်လေးအာချပေးထားပါတယ်အဲ join လို့ရပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ